ဆိုပါစို့ဒါကသူများလုပ်နေတာကိုဝေဘာနာပြစ်တင်တာမဟုတ်ဘူးကိုအခြေအနေတခုအမှန်သိဖို့ရအတွက်ပြောပြတာဘုရားဘာသာမှာဂိုင်းကြီးနှစ်ဂိုင်းရှိတယ်ဒီကနေ့ခေတ်မှာအတိမတ်ပြုထားတဲ့ဂိုင်းကြီးနှစ်ဂိုင်းမဟာယာနနဲ့ထေရဝါဒဆိုပြီးတနည်းအားဖြင့်ပြောမယ်ဆိုရင်တိဗက်တန်ဗုဒ္ဓဇင်းကိုတိကျထုတ်ယူမယ်ဆိုလို့ရှိရင် တိဘက်တံဗုဒ္ဓဇင်ကဝစီရယာနာဝစီရယာနာနဲ့ကျန်တဲ့ဂျပန်ကိုရီးယားတရုတ်ပြည်တို့မှာထွန်းကားတဲ့ဘာသာတရားကမဟာယာနာဗုဒ္ဓဘာသာလို့မြန်မာတိရိလင်္ကာထိုင်းကမ္ဘောဒီးယားလာအိုဒီငါးနိုင်ငံမှာလိုင်းနာကျင့်သုံးတဲ့ဗုဒ္ဓဘာသာကထေရဝါဒဗုဒ္ဓဘာသာလို့ဒီလိုဗုဒ္ဓဘာသာ ွယ်ပြားမှုလေးတွေခိုင်းကွဲမှုလေးတွေရှိတဲ့ထင်မယ်မာယာနာဘုရားဘာသာမှာဘာလွှမ်းမိုးနေတယ်လဲလို့ဆိုလို့ရှင်ချန်တင်းလို့ဆိုတာလွှမ်းမိုးထားတယ်ခုချန်တင်းလို့ဆိုတာရသော်ဘုရားဟောကြားတဲ့တုတ်တန်တစ်ခုရွတ်ဖတ်တဲ့စေတာအဓိကဖြစ်သွားပြီဓမ္မတေးလို့ခိတ္တဆန်းဆန်းရွတ်ဖတ်ပြီးတော့ စီးနဲ့ဝါနဲ့ဒီလိုလုပ်တဲ့ဟာမျိုးဖြစ်သွားတယ်။တခြားဘာသာတွေထဲမှာကျင်ခရစ်ယာန်မှာဓမ္မတေးရွတ်ဖတ်တဲ့ပုံစံမျိုးအဲ့ဒီဘက်ကို ရောက်သွားပြီ။အားလုံးသင်တန်းတွေကလည်းပဲခြံတင်းလုပ်ဖို့သင်တန်းတွေပဲများသွားတယ်။အခုထေရဝါဒမှာလည်းပဲအားလုံးသိကြလိမ့်မယ်။ဒီဇင်ဘာလတိုင်း နှစ်နှစ်သုံးနှစ်တော့ရှင်းသွားပြီအဲ့ဒီတိဘက်အမေရိကန်ကာဗျာအမျိုးသမီးတယောက်ကစပွန်ဆာလုပ်ပြီးတော့ပြိတ္တကသုံးပုံရုပ်ဖတ်ပူဇော်ဝဲဆိုပြီးဘုန်းကြီးတို့တောင်လာပေးပါတယ်သို့တော့တစ်ခေါက်မှမတက်ဖြစ်ပါဘူးဘုန်းအဲ့တော့ဒါကပါကိုပြတာတုံးဆိုချန်တင်းလို့ဆိုရဲရွတ်ဖတ်တဲ့ဇေမှုတွေအဆုံးသတ်သွားတယ် ဒီလမ်းကြောင်းဘက်ကိုဥတည်နေတယ်ဆိုတဲ့အတိပဲမြန်မာနိုင်ငံမှာလည်းပဲပဋ္ဌာန်းပဋ္ဌာန်းနဲ့ရွတ်ကြတယ်